အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့အိန္ဒိယမုတ်တုံမိုးကြောင့်တိုက်ဆုံးသူ600နီးပါးအထိမြင့်တက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာဇွန်လ22ရက်နေ့ကကယ်ဆယ်ရေးသမားတွေဟာဂင်ဂါမြစ်ထဲမှာတည်ဆုံးသူတွေကိုထပ်မံတွေ့ရှိခဲ့ပြီးမုတ်တုံမိုးကြောင့်တည်ဆုံးသူဦးရေဟာ600နီးပါးမြင့်တက်လာခဲ့ကြောင်းနိုင်ငံတကာသတင်းတွေအရသိရပါဗျာ။ မောသက်ထံမှုကြောင့်ရေလွမ်းမှုမှုအတွင်အဓိကအားဖြင့်ဖျားဘူးတွေနဲ့နိုင်ငံသားသားခရီးသည်တွေဟာပျောက်ဆုံးခြင်းပိတ်မိနေခြင်းတွေ ဖြစ်ပေါ်နေပါတယ်။ဟိမဝန္တာဒေတာရှိဥတရဟန်းပြည်နယ်မှာမုတ်တုံမောသက်ထံစွာရသွမှုကြောင့်ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ရမှာတပတ်နီးပါးရှိပြီးဖြစ်ပါတယ်။စစ်သားထောင်ပေါင်းများစွာနဲ့ရဟတ်ရင်သားစင်မများစွာဟာပိတ်မိနေသူ6300အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ ပြည်내ဝန်ကြီးချုပ်ရဲ့ပြောကြားချက်အရနိုင်ငံသားသားဧည့်သည်အားလုံးကိုအပီးအစီကဲတင်နိုင်မှုအတွက်15ရက်ခန့်ကြာမြင့်နိုင်ကြောင်းနဲ့ရက်ပိုင်းအတွင်းတည်ဆုံးသူအရေအတွက်အလွန်မြင့်တက်လာနိုင်ကြောင်းသိရပါဗါတယ်။တည်ဆုံးသူ985ဦးကိုစစ်တပ်ကရှာဖွေတွေ့ရှိခဲ့ပြီးအခုလိုသဘာဝဘေးအန္တရာယ်မျိုးဟာဟိမဝန္တာဒေသမှာဖြစ်ပွားခဲ့ခြင်းမရှိကြောင်းဥတာရဟန်းပြည်내ဝန်ကြီးချုပ်က CNN IPN ရုပ်သံကိုပြောကြားခဲ့ပါဗါတယ်။ ရေပြန့်ကျသွားတဲ့အခါမှာသေဆုံးသူဦးရေဟာပုံမမြတ်ပြလာွက်ရှိပြီးပျက်စီးဆုံးရှုံးမှုပမာဏကိုသိရှိနိုင်မယ်လို့သိရပါဗယ်။မုတ်တုံမိုးကြောင့်ဖြစ်ပွားနေတဲ့ရေကြီးမှုနဲ့မြေပြုံမှုတွေဟာနယ်နိမိတ်ချင်းထိစပ်နေတဲ့ဤပေါ်နိုင်ငံမှာလည်းဖြစ်ပွားခဲ့ပြီးလူ39ဦးထံမှနေသေဆုံးကြောင်းဤပေါ်အစိုးရကထုတ်ပြန်ခဲ့ပါတယ်ရှင်။